မင်္ဂလာပါရှင်ရဘီဝက်ငင်းကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်အခုတစ်ခါတင်ဆက်ပေးမှာကတော့မသားပန်းသို့မဟုတ်19ပန်းပိုဂန်ဗေဒီယာအတောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်သူရဲ့ဇာတိကတော့တောင်အမေရိကတိုက်ဖြစ်ပြီးသူသဖြင့်ဘရာဇီးပီရူအာဂျင်တီးနားနဲ့ဘိုလီးဗီးယားစတဲ့အပူပိုင်းနဲ့အပူရော့ပိုင်းဒေသတွေကနေပြီးတော့စတင်ပေါ်ရောက်ခဲ့တာပဲဖြစ်ပါတယ်အန်ကိုတော့ဆစီယာဇူမာကဘာပတ်ပြီးတော့ရွလွင်ခဲ့တဲ့ပြင်သစ်စူဇန်ချောက်ဝီသူလိုရစ်အန်တိုနီ ဒီပိုကဘီနီပိုဂမ်ဘေဗီယာရဲ့နာမည်ကိုအဆက်ပြုပြီးတော့ပေးခဲ့တာပဲဖြစ်ပါတယ်။တန်ရင်ထောက်ပါတဲ့အယောင်လေးထက်ခဲတဲ့အချိန်ဒီမှာရှင်သန်နိုင်တဲ့ဆိုင်းရီကြောင့်စိတ်အားထက်သန်မှုဘလအပါနဲ့ခန္ဓာရည်ကြိုက်ခိုင်မှုကိုပူဇော်ပြပါတယ်။ဒီပန်းဟာကရီနာဒါနိုင်ငံရဲ့မြူသားပန်းဖြစ်ပါတယ်။ဟာဝိုင်ရီမှာတော့အဲ့ဒီတွေကိုဂျိုဆိုဂျင်းရဲ့တင်ဂေတာအဖြစ်ပန်းကုန်းတွေမှာအသုံးပြုရရှိပါတယ်။ ရိုးရာစေပညာအရာဘောကံဘေဒီယကိုအချို့ဒေသတွေမှာအသုံးပြုကြပါတယ်။မက္ကစီကိုမှာတော့ရိုးရာစေရင်နဲ့ချောင်းဆိုးခြင်းအသက်ရှူလမ်းကြောင်းဆိုင်ရာပြဒနာများအတွက်လက်ဖက်ရည်အဖြစ်နဲ့သောက်သုံးကြပါတယ်။သူတည်တနာတွေရဲ့အရာတော့တွေးပင်တခြားတက်ချွတ်ကြစီခြင်း၊ရောင်ရမ်းမှုကိုရောကြစီခြင်းပတိရိယာဆန့်ကျင်ခြင်းနဲ့တက်တူဆန့်ကျင်ခြင်းစတဲ့ကောင်တတိပေရှိတယ်လို့သိပ္ပံနေကြလေကမှုချုပ်ကဆိုပါတယ် ဘယ်လိုပဲဖြစ်ပါစေရိုးရာဆင်းကြီးကိုတော့အတော်မပြုတ်ခင်မှာဆရာဝင်နဲ့အပြင်သင်ပါတယ်စင်းတူယောဂသမားတွေကတော့ဘိုကန်ဘေဘီယာအရွက်နဲ့ဝင်းဖက်တွေကိုဒူးရင်းတကြားတက်ဆွဲချရမှာတုံပြနိုင်နေလို့ဉာဏ်ချက်အရသိရှိရပါတယ်ဂိုဝင်းသားချင်းမဆွေနော်အချို့သောရိုးရာသီတွေမှာဒီအပင်ရဲ့အစိပ်ပိုင်းတွေကိုမျိုးပွားနိုင်စွမ်းကိုထိန်ချုပ်တဲ့စေပန်းဝင်အပင်ကြီးအသုံးပြကြပါတယ် သို့သောဤအချက်ကိုစေဘဆိုင်ရာအကျဉာဏ်ဖြစ်တော်လောကရင်စားသင့်ပါဟုကိုဝင်ဆောင်တဲ့နဲ့မိခင်တို့တိုက်တွေ့အချိန်မှာချောင်းကျင်တင်းနေလို့လည်းသတိပေးထားပါတယ်သက်ရှုလိုင်းကြောင်းဆိုင်ရာဒီနော်ချောင်းဆိုးခြင်းပန်းနိုင်ရင်ချက်လေကောင်းနာခြင်းတို့ကိုကုသရမှာအသွင်ပြဖို့မကစီကိုလိုဒီသမျိုးစုံကလူရဆင်းကြီးတွေမှာပါဝင်ပါတယ် ဘာဝစင်ကြီးတွေအသုံးပြုတဲ့နေရာတွေကတော့လက်ဖက်ရည်ညောင်ဆောင်ဖွင့်ဖက်တွေကိုရင်းနှီးမှုတွေမှာချက်ပြီးတော့အချို့သောရွေးရနေရာတွေမှာချောင်းဆိုပြောင်းစီတမမဟောအစိတ်အတောက်ခင်းစင်အဖြစ်နဲ့တာတုံကြပါတယ်။တမီးရည်ပြားရည်လိုနဲ့လည်းရောဆက်ပြီးတော့တောင်းလိုက်ပြပါတယ်။ချံဝူဥယင်နဲ့အင်ဒွေအပြင်မှာအယောင်သွေးအဆုံဆုံဆုံလေးလေးနဲ့အလားစင်ပေါ်အဓိကအသုံးပြုပါတယ်။ချံစည်းကိုနေရန်မဟုတ်ဥပေပေါ်မှာရွေးပင်ဖြစ်အတွက်တက်စင်ကန်တယ်လို့ အပင်သင်းမျိုးတွေကိုတော့အိုးခမ်းမနဲ့သပွဲပေါ်မှာပွန်ဆိုင်ပုံစံလဆိုက်ပြုနေပါတယ်။အန်ရီဟာရာတီဥပူတဲ့ဒေသတွေမှာတနည်းပတ်လုံးပွင့်လင်းနေပါတယ်။သူ့ရဲ့ဆူညာကြောင့်အချို့ဒေသတွေမှာတဘာဝချင်းစီအဖြစ်အသုံးပြုပြီးကြီးကျော်ဝင်ရောက်ခြင်းမှာကောက်ကပင်းနေပါတယ်။အမွေများဟာနှစ်များနဲ့ပုံမှန်များအတွက်ဝီကီကိုပေးဆွနိုင်ပါတယ်။ခင်မီအလားကွန်ပျူတာတွေမှာတော့အဓိကအောင်ရင်ပစ္စည်းတွေအဖြစ် ပင်ကျစွာအသုံးပြုရတော့မရှိသေးပါဘူး။ဒါပေမဲ့လည်းပိုင်းအောင်ဆုံးနဲ့ထောက်ယူထားတဲ့တပ်ပစ္စည်းတွင်မှာတော့သက်တို့ဆန့်ကျင်တဲ့ကုန်သတ္တိပြေရှိကြကြောင့်အနာကမှဘာရီထင်သိရေးဆိုင်ရာပစ္စည်းတွေမှာအသုံးဝင်နိုင်ပါတယ်။အတင်းမှာစုရိပ်ပါရှိကြကြောင့်ပိုင်းတွဲရမှာသတိထားရပါမယ်။စုငန်းတိတိမီအရေးပြားကိုတန်ရာရစေနိုင်ပါတယ်။အစိမ့်တောက်တဲ့အနေနဲ့အပေရဲ့အတွင်ပိုင်းအရေးအစေးဟာတချို့လူတွေမှာအရေးပြားရရင်အပူအပိတ်ထားတာမျိုးဖြစ်နေပါတယ်။အတင်းအစိမ့်အပိုင်း ပေဖို့စားတော်မိရပဲတမိုင်းအတွက်မကောင်းလည်းမဟုတ်ဘူး။ဝကံဘေးဒီယာပန်းရဲ့အယောင်တကယ်တမ်းကအန်ဝင့်ကိုကာကွယ်ထားတဲ့အယောင်ရောင်စုံပေါ့နော်။ breath လို့ခေါ်တဲ့အယူအဖတ်တွေဟာအောက်ပါတိုင်းအနေနဲ့ပြောလို့ရနိုင်ပါတယ်။ခရင်ယောင်ခရင်နုဆိုလို့ရှိရင်တော့မြင့်မြတ်မှုပေါ်ကျွားမှုနဲ့စိတ်အားသက်သန်မှုကိုကိုးစားပြပါတယ်။အန်ယောင်ကတော့စတင်မြတ်တာတနာတနာမှုငရွေနှုပြမှုကိုပေါ်စားပြပါတယ်။အညီယောင်ကတော့စိတ်အားသက်သန်တဲ့အခြေစဉ်မှန်သောအလားဆိုပြီးရောဆိုပါတယ်။ ။လိမ်မော်ယောင်ကတော့ဆဲကုတ်ချမှုဖန်တီနိုင်စွမ်းစွမ်းအင်ကိုကိုစားပြပါတယ်။အဝါယောင်ကတော့ပျော်ရွှင်မှုဂုံပြူမှုမျော်လင့်ချက်ကိုကိုစားပြပြီးတော့ချူယောင်ကတော့စနတ်မှုငင်းကြမှုဖြစ်စဉ်သက်ရှင်မှုကိုကိုစားပြတာပဲဖြစ်ပါတယ်။စကူဝမ်ခေါ်တဲ့ဘိုဂန်ဘေဒီယာဟာဆိုရင်တော့ဒီဘဝအတိုင်းအပင်ကြီးဖြစ်ပေမဲ့အပင်သင်းမျိုးတွေကိုအိုးနဲ့အင်ကွေးအပြစ်မှာစိုက်ပျိုးနိုင်ပါတယ်။ င်မပြီးတော့ဘူပိုင်းဒေသတွေမှာလွယ်ကူစွာဆက်ပြုနေပါတယ်။ရင်းရောင်အင်းရဲ့အနည်းကိုတော့နေရောင်ကြီးအပြေးဝနေစုံ၆နိုင်ရရှိဖို့လိုပါတယ်။နေရောင်လုံးလုံးမှာပဲနေရောင်ဆောင်တဲ့ကွင်းဖက်တွေကများများထွက်မှာဖြစ်ပါတယ်။အိုးရင်းမယ်ဆိုရင်တော့ရေစည်းရလာကောင်းတဲ့အောက်ချိန်မှာရေထွက်ပေါက်ပါတဲ့အိုးကိုရွေးချယ်တင်ပါတယ်။ရေစည်းရွာနေနေရတော့ရေစည်းစင်းမှုကောင်းမှုနဲ့ရေစည်းရွာတဲပါဝင်တဲ့ရေစည်းရွာကိုအဆောင်ပြုပါရေဝတ်တာကိုတော့လုံးဝမရပါဘူး။ ရေလောင်ပေးမယ်ဆိုရင်တော့အပင်ငယ်စင်မှာပုံမှန်ရေလောင်ပေးပေမယ်အပင်ကြီးလိုက်ရင်တော့ရေကိုသိမ့်မလို့အတော့ပါဘူး။ရေကြီး၆တွေ့ပါမှသာရေပြန်ပြီးရောလောင်ပေးလို့ရပါတယ်။ရေများရင်အမြေပုံတာမျိုးဖြစ်နိုင်ပြီးတော့အပွင့်ထွက်တာလေးရေသွားနိုင်ပါတယ်။ရေဩဇာလေးနဲ့ပန်မြမြပွေချင်တော့နိုင်ချိုခြင်းနဲ့ပြီးပိုတက်ဆီယမ်များတဲ့ပန်ပွေအတွက်တိတက်မြောဇာကိုတွေဦးနဲ့တွေရသည်မှာပုံမှန်ကျွေးလို့ရပါတယ်။ ထိုင်းထိုင်းရဲ့ပွင့်ပြီးတဲ့အကိုင်းခတ်တွေကိုပုံမှန်ထိုင်းပင်းခြင်းဖြင့်အပင်ကိုတက်လင်းနဲ့ပုံစံရစီပြီးတော့အံဝင့်အသစ်ပေးပုံမှန်ထွက်ရှိစေပါတယ်။အပင်ကိုဘွန်ဆိုင်ပုံစံမျိုးထင်သိမ့်မဆွေပုံမှန်ပုံသွေးထိုင်းပေးရပါမယ်။အပင်သေးမျိုးကိုဆက်ပြိုတဲ့အခါမှာအပင်ကြီးအတွက်အိုးကြီးကြီးမထားပဲအမြင့်တွေနည်းနည်းကျက်တဲ့ root bound ဝင်ငယ်လေးတွေမှာဆက်ပြိုပင်ခြင်းဖြင့်ပန်းတွေပုံမှန်များပြားစွာပွင့်လန်းပြီးတော့ သာစီမှာဖြစ်ပါတယ်အမြင့်တွင်ညနေပြီအရင်ပန်းဖွင့်ကိုအားထုတ်ရရှိပါတယ်ရေရဖို့လိုအပ်ချက်ကတော့ဘူကန်ဘေးလီးယားဟာနေအောင်ကြီးအပြေဝလိုအပ်ပေမဲ့အမြင့်တွင်ဘူလောင်တာကိုတော့တင်မစက်ပါဘူးဒါကြောင့် owner ဆိုင်ရဲ့ဥပ္ပအရင်ရတဲ့နေရာထားမှာမဟုတ်ဦးရအောင်ချစ်ဖို့အဘူမလာအောင်ကောက်ွယ်ပြည့်တင်ပါတယ်ပုံမှန်နဲ့ယောဂတွေဆိုရင်တော့အဲ့ဒါကရှင်နဲ့အပင်မျိုးစလိုအစကတော့ဒီဆိုက်ပြိုတဲ့ဥယျာဉ်မှုတွေအတွက်အလွန်ကိုပဲတင်တော်ပါတယ်ဒီတစ်ခါကစပေးကြတော့ ဆက်ပူပန်းခေါ်မကားပန်းဖို့အမ်ဘီလီယာအကြောင်းမဖြစ်ပါရဲနောက်ပတ်ဒီမှာဘယ်လိုမျိုးတင်ဆက်ပေးမလဲဆိုတာကိုဆောင်းမလို့ဒီရှိဝင်နေပါအောင်ချင်း like and subscribe နဲ့ comment လေးပို့လဲမေးကြပါနဲ့ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်